တစ္ဆာမေတော်ခန္ဓာလို့ညီရလေးဝတ္ထုတို့လေးကိုဖတ်ပြပေးကြပါလေ။နာတော်တာချင်းပြကြပါအောင်ခင်ဗျာ။ကျွန်တော်ဒီလက်စေးပြီးထမင်းပြင်ထားသောနေရာတွင်ထိုင်လိုက်၏။ကျွန်တော်အတွက်ထမင်းပြင်ထားသောနေရာသည်ဝင်လာသူတို့ကို၎င်းထမင်းတောင်းနှင့်ဟင်းအိုထားရနေရာလက်ဆန်သိမ်းရနေရာထမင်းစားရန်ခင်ထားသောဇပွဲကုန်များစသည်ဆိုင်ခင်းခြင်းနေရာအလုံးကို၎င်းကောင်းကောင်းမြင်နိုင်သောတောင်းနေရာဖြစ်၏။ထမင်းပွဲပြင်ပေးသူခါဝဝအမျိုးသမီးက ဓမင်းပကံအမဲနဲ့နှစ်တုံးပါသောဟင်းပကံတမေယာရွဲ့ပူစီနန်းနှင့်ဆက်လိုက်ရွံ့များပါသည့်တို့စရာပကံများကိုကျွေးတုပ်လင်မဲနှင့်ယူလာကချပေး၏ကျွန်တော်သည်ပူစီနန်းတို့စရာကိုကြိုက်တော်လဲအမဲနှင့်ညာကဒူးဒူးဓမင်းဆိုင်တွင်ပူစီနန်းတပကံကို အကုန်တို့မိရညာကဘိုက်ရည်၍နာခဲ့၏ထို့ကြောင့်ကျွန်တော်သည်ပူစီနန်းကိုမကန်ရဲပဲရှိမန္တလေးလမ်းပေါ်တွင်ရှိသောဒူးဒူးဓမင်းဆိုင်သည်လည်း ို့စရာမြို့စရာနီးဟင်းစုံသောမြမထမင်းဆိုင်ကောင်းတဆိုင်ဖြစ်၏ကျွန်တော်သည်မန္တလေးဟိုတယ်၌တဲတိုင်းညနေစာကိုညသောအဖြစ်တူတူထမင်းဆိုင်တွင်သာစားတတ်၏မနေ့စာကိုတော့ကြုံတယ်လို့စားတတ်ပါသည်ယခုတော့ကျွန်တော်သည်ထမင်းစားပြီနေရာတွင်ထိုင်ရင်တဆိုင်လုံးကိုလှမ်းခြုံ၍ကြည့်မိပါ၏ကျွန်တော်နှင့်ကဲ့ရဲ့ကုံနှင့်ကတအူးကအသက်30တအူးက16နှစ်လောက်သာရှိမည် ဖြီးတဲ့မျိုးသမီးနှစ်ဦးမင်းစားနေကြ၏။နှစ်ဦးစလုံးကဂျင်းကြခင်များကိုအပေါ်မှဝှက်ထား၍အငယ်မျိုးသမီးဂျင်းအညီပခုံးသည်တထောင်စေးရောက်အောင်ကြာနေ၏။ခုခေတ်သည်အင်းကြီးကြက်ကြက်ခင်မဟုတ်အင်းကြီးကိုပပဝှက်တော်ခေဖြစ်၏။ပပဆို၍ယခုမျိုးသမီးငယ်ပွားသည်ထက်ထပ်ပွားလိုက်ရင်တော့အင်းကြီးဝှက်ထားသည်နှင့်မတူတော့ပဲစောင်းချုံထားသလိုသာရှိတော်မည်ဖြစ်၏။တူခီးတဲ့မျိုးသမီးနှစ်ဦးမှညီမလား လုပ်ဖို့ကင်ပလာတိတ်ခွေချ၍မရသူတို့နှုတ်စလုံးသည်သူတို့၏သပင်များကိုလိမ့်ပင်ပြီးထုံထားသောကြောင့်နပူရောလေတိုင်းမှာရှင်းနေပြီးတမျိုးကြည့်ကောင်းပါ၏သူတို့နှုတ်ဝင်တဲ့အသက်30ရွယ်အမျိုးသမီးသည်နိုင်ငံသားဖြစ်အဖိုးတန်ဆွကျဲအင်းကြီးကိုဝတ်ထား၍အယောင်ကအပြာနုယောင်ဖြစ်သည်အပြာယောင်အင်းကြီးနှင့်သူအမျိုးသမီးအသားရည်မှာပိုက်ဖက်ပါ၏သူဝတ်ထားသောဆွကျဲအင်းကြီးတွင်ဆဲလီကြောညာစာလန်းတစ်ခုပါ၏ ျွန်တော်တို့နိုင်ငံတွင်အမျိုးသမီးများစွတ်ကြဲဝက်လာကြသည်မှာအကြာလှသည်အငယ်မျိုးသမီးကတော့စီပီယာလုံးကြီးအင်းကြီးစင်တွေဝက်ထားသည်သူတို့သည်ထမင်းကိုလည်းဖြည်းဖြည်းစားကာစကားကိုလည်းဖြည်းဖြည်းပြော၍အားလုံးသောအမူအရာလှူရှားမှုတို့ကအစအေးအေးဆေးဆေးကြီးဖြစ်ပါ၏သူတို့ကိုကြည့်ရသည်မှာဘာမှတိတ်ပူပင်ဟန်လည်းမရှိသူတို့နေတကုံကြော်လောက်တွင်ကလက်ဆွဲအိတ်တလုံးကိုပကုံးပေါ်မှမချပဲခမင်းစားနေသည့်လူငယ်တအူးကိုတွေ့ရ၏ ထိုလူငယ်ကမနက်ကမင်းသားလိုဂျင်းပေါင်းပြီးဂျင်းကြကေနှင့်ဖြစ်သည် သူကတော့ခုထမင်းကိုဝယ်စားတာပဲဟူသောပုံစံဖြင့်ဘယ်သူ့ကိုမှဂယူဆိုင်ပုံမရထမင်းစားနေသည့်အချိန်သူပကုံးထက်မှလက်ဆွဲအိတ်ကြီးကိုခက်တချပြီးမှစားပါဟုပြောမိသူမရှိပြောဆိုသူရှိပါကလည်းသူကဂယူဆိုင်ခြင်းမှစိုက်မိပုံစံဖြစ်၏ထိုတငယ်သည်သူပကုံးပေါ်မှလက်ဆွဲအိတ်ကြီးကိုထမင်းစားပြီးသည့်အချိန်ပကုံးပေါ်တင်ရက်ပင်ထမင်းစားတော့၏ ခီးသွားရတွင်လူမျိုးမျိုး ပုံစံစုံစုံကို တွေ့ရ၏ခလန်လန်းတွင်တမင်းစနေသောလင်မယားကတော့အနှဲငယ်နွမ်းပါပုံရသည်သူတို့နာတွင်ဝါကျင့်ကျင့်ထီတချောင်းရှိသည်သူတို့ဇနီးမောင်နှံသည်မွေကိုချွေတာ၍သုံးနေရဟန်လေတွေ့သည်ထိုလင်မယားသည် ဟင်းတပွဲမှ၍နှစ်ယောက်စားကအမျိုးသမီးသည်ချစ်လာသားအွယ်ကလေးငယ်ကိုတမင်းဝါ၍ခွန်နေ၏ထိုမင်းကလေးမှာအသားညွ၍နှကန်းထော်ကအယုတ်ဆိုးကျင်သလိုလေးဖြစ်၏ တိုးတော်မျိုးသမီးသည် အကြည်တန်သည့်ရုပ်ရည်မျိုးမဟုတ်ဘဲသူခင်ဘုံကားတော့သူ့ကို အတော်လေးယွယွရရရှိသည်ဟိုဘက်အစွန်ဆုံးဝိုင်းကုန်မူတင်တော်တေချာစွာမမြင်ရသူတို့ထမင်းဝိုင်းကလူ၉ယောက်ရှိ၍ထမင်းစားရုံသာမက ရေခဲစိန်ပြားများကိုပါတောက်နေကြသဖြင့်သူတို့တအုပ်လုံးသည်ပထောနေပုံရသည်ကျွန်တော်နှင့်အနီးဆုံးတွင်ရှိနေသူက မေသိန်းညီစပွဲမှာဆိုင်တိုင်မင်းကလေးဖြစ်၏သူ့တက်က၁၆နှစ်ခန့်လောက်သာရှိမည်ဟုထင်ရ၏ ထိုမင်းကလေးကခက်ချောချောခက်ပြည့်ပြည့်ရှိကငဲကုံပြည့်ဖြင့်ကြည်ကောင်း၏သို့သောထိုမင်းကလေးသည်အငြိမ်မနေတစ်ချိန်လုံးလှုပ်နေတာကခဲ့၏သူသည်သူ့လက်ဖမိုးပေါ်မြေထောက်ကကလထိုင်ကိုနှဲ့၍ထိုင်နေရမှာဥကောင်းကိုကလထိုင်နောက်တန်းပေါ်တင်ရင်အမိုးထရန်ကိုကြည်လျင်ကြည်နေ၏တခါတရံတော့လေလက်သီးစုနှစ်ခုပေါ်မေးတင်၍စိတ်ကူးနှင့်ပြုံးနေတတ်၏ကျွန်တော်ထမင်းစားနေသောနေရာသည်ဆိုင်းတိုင်းမင်းကလေးနှင့်အနည်းဆုံးဖြစ်တော့လေသူ့ကို ခတ်ဆောင်ဆောင်နေထားပြင်နာတွေ့ရ၏သူနောက်တွင်ကမှဲ့နေသောဖြီးစံကပြောသည့်တခိုင်ဆွဲထားသည်ထိုမင်းကလေးထိုင်နေသောမြင်ကွင်းကိုကျွန်တော်နေရာမှအကြီးကားတစ်ချက်လိုပေါင်းခက်၍ကြီးလိုက်ပါလျင် ဝင်းဝါနေသောဖြီးစံကပြောခိုင်ကြီးဤနေသက်မှုက ထိန်ထားသောကြောင့်မြင်ကွင်း၌မျိုးသမီးငယ်ဤလှူရှားမှုမှာအနှဲငယ်အိမ်တွေရသလိုထင်ရတော့လေတကယ်တော့သူကလေးမသည်တကယ်ကိုအငိမ့်မနေသောကောင်မလေးဖြစ်၏။လက်မလုံလျင်ရှေလုံနေ၍ သူသည်အချင်းတို့တထုပ်ကိုလည်းညင်းနေသေး၏သူရှိတွင်က ထိုင်းနိုင်ငံလို့အဝါရောင်ခိုင်းပါသည်တရားစီရင်၏ဦးတလုံးဖောက်လက်စာမှောက်ရလဲနေသောစင်စင်စီကရက်ဘူးတထောင်နင်းစီပန်းတပွင်နှင့်ကက်ဆက်တလုံးရှိ၏အမျိုးသမီးသည်သူ့စပင်အတူကိုအနီရောက်သုံးမျှကြိုးခွင်းဖြင့်ဆွထားရာသူ့စပင်ကသူ၏ကောင်းနောက်ဖက်မှမြင်းမီလိုထွက်နေ၏တို့ကောင်းမလေးသည်စစ်သွေးရောင်ကြကြလုံးကြီးနှင့်မကြီးစေးရောင်မကြီးစေးအွက် င်းကြီးလေးကိုဝတ်ထားသည်ငယ်ရွယ်သူမို့ဒီမင်းကလေးငယ်အတွက်အဝတ်စားရွေးစရာမလိုပါဝို့ဖို့ချီကောင်းနေမိတာဖြစ်၏တို့မျိုးသမီးငယ်နေတဒန်းနေနေရာတွင်ကပြောင်းနေအောင်တိုက်ထားသောဟင်းအိုးကြီး၆လုံးကမြင်ကွင်းတွင်အထင်ရှားဆုံးဖြစ်၏တကယ်တော့တို့အိုးကြီးများသည်ဓာန်ဝတ်များမဟုတ်ချွေအိုးကြီးများဟုပင်ခေါ်နိုင်၏ဘယ်ကြောင့်ဆိုသောဤသမင်းဆိုင်သည်ဤအိုးကြီးများထဲမှဟင်းများကိုခက်၍နေ့စဉ်ရောင်းချနေသည်မှာအတော်လေးစူးမိပုံရ၏ ဤထမင်းဆိုင်သည်မြမထမင်းဆိုင်တစ်ခုတွင်ရှိသောအင်္ဂါရက်နှင့်ကပြည့်စုံပါ၏ခလန်းလန်းမှာစပွဲကုံအောက်တွင် ခွေးတကောင်အိတ်နေ၏ထိုခွေးသည်ထမင်းဆိုင်မှ ခွေးဖြစ်၍ထမင်းဝါနေသောကြောင့်စိတ်ချလက်ချအိတ်နေပုံရ၏မြမထမင်းဆိုင်ဟူသည်ခွေးရောရင်ရောညစ်နေသည့်လက်တုပ်ပေါ်အများရော ရှိမှသာပြည့်စုံမှုရှိ၏ထက်တွင် ထိုအရာအလုံးပြည့်စုံသည်ထိုအချိန်တွင်အမျိုးသမီးများရောအမျိုးသားများပါပါသည်ခရီးတဲ့တတိုင်း ထမင်းဆိုင်တဲသို့ထပ်ဝင်လာကြ၏ထမင်းပြင်သူမိန်ကလေးခဝဝကအာသုံးဆောင်မလဲထိုင်ပါရှင့်ထိုင်ပါရှင့်ဟုဆိုက နေရာပေးပါ၏ထမင်းဆိုင်တွင် လူကြလာ၍နောက်ဖေးမှလူငယ်နှစ်ယောက်သည်လည်းရှေ့သို့ထွက်၍ဧကန်၏ထမင်းဆိုင်တွင်ဘာစားမလဲဘာစားမဲရေခဲရေပေးပါဟင်းနှစ်ပေးပါဦးဆိုသောအတန်များနှင့်ဇွန်းတန်ပကန်းတန်များဇွန်ညာနေသည့်အထိကောင်တာရှိကလေးမ၏ကက်ဆက်မှထွက်လာသော နောက်တိုင်းဂီတကိုတုဆိုထားသည့်မပီကလာပီကလာမြမတေးတန်ကသမင်းနေစရာအော်နှလုံးနာစရာမတ္တိစရာဖြစ်သည်ယခုတော့ကျွန်တော်နှင့်ကဲ့ရဲ့ခုံမှအသက်30ရွယ်မျိုးသမီးမှာဓမြစားပြီးပြီဖြစ်၍သွားကြထိုးတန်ကိုညာလက်ဖြင့်ကင်ကဘဲလက်ဖြင့်ပါဇက်ကိုအုပ်ပြီးသွားကြထိုးနေ၏ခီးသွားခီးလာလိုကိုစိတ်ကူးနှင့်ကိုဓမင်းဆိုင်တွင်စားနေကြသည်ကအလကားရသည့်အတိုင်းဖြစ်၏ ထိုအချိန်တွင်မှာယဟန်တပါလေသမင်းဆိုင်သို့ဝင်လာရကိုတော်အားဆိုင်ရှိဘုရားရှင်အနီးနေရာတွင်ဆုံးပြင်ထား၏ plus 88နှင့်ဟင်းလာဝဲသူသုံးစင်းကြိုင်ဖြင့်ထမင်းရောဟင်းရောလာဝဲသူများကတို့เสียတောင်းနေတံဆိုင်ရှင်ကဒီနေ့ဝဲလာသောတန်တလွန်ဒီကနဲနေ၍ဘယ်စည်းကဝဲလာလာလဲဟုအော်မေးရာဆိုင်နောက်ဘက်မှလူငယ်ကဂိုင်းတန်းစေးမှဖြစ်ကြောင်းကုန်သိန်းများကိုဈေးတက်နေ၍ပေးလိုက်သောငွေဖြင့် ်စေငါအောင်ဝယ်ရတာမလွယ်ကြအောင်ပြန်ပြေတယ်များကိုကြားနေရ၏ထိုလူငယ်ကဒီနေ့အကျိုးမြတ်ရုံမုံလာဥပါဝယ်လာသဖြင့်တန်းတလွန်ဒီကိုလျှော့ဝယ်လာခဲ့ရကြောင်းကိုဆက်၍ရှင်းပြနေသည်ကျွန်တော်သည် စားနေကြသူများကစားတောက်နေကြသူများကတောက်သွားကြထိုးနေသူကထိုးတက်ထား၍စီသူကစီစင်းစင်းခဲသူကခဲနှင့်တုတ်တုတ်စားနေသူများကိုရောအေးအေးဆေးဆေးစားနေသူများကိုပါ ကြည်လိုက်၍အော်သူတို့တွေဒီ သူတို့အတွက်ဘာမှကောင်းကျိုးမပေးသည့်ဤခန္ဓာကိုယ်ကြီးအားသူ့လူကိုလိုက်၍ကျွေးနေရသည်မှာယေရှုရှင်ကြီးကိုကျွေးမွေးနေရသည့်အတိုင်းပါလားဟုစဉ်းစားမိ၏ဤခီးသွားများသည့်ရေပုံရအဖြစ်ငွေကြေးလုံးကဒါရင်နာရီလုံးက အိမ်မှထွက်လာသူများဖြစ်၏အိမ်မှထွက်လာကြတော့ဤခီးတဲ့အားလုံးဘာကြောင့်ငွေကြီးလိုအပ်နေကြသည်။ဤခန္ဓာကိုယ်ကြီးစာလောင်ချိန်မှာယခုလိုဖြည့်စည်းဖို့ဤခန္ဓာကိုယ်ကြီးအပူအေးအေးမြအောင်နေဖို့ထိုင်ဖို့ ခီးသွားများအလုံးသည်ဤခန္ဓာကိုယ်အလိုကြဖြည့်စည်ရန်အတွက်ခီးထွက်လာကြခြင်းဖြစ်၏ခန္ဓာကြီးစားချိန်စားရအောင်ဝတ်ချိန်ဝတ်ရအောင်နေစရာစားစရာမပူပင်ရလေအောင်ကျွန်တော်တို့သည်နေ့စဉ်နှင့်အမျှလှုပ်ဆောင်နေရ၏ဤခန္ဓာကိုကျွန်တော်တို့သည်ထို့သို့နေ့စဉ်နှင့်အမျှဖြည့်စည်ပေးနေရပါတော့လေသူကအလိုမကျလျင်အလိုမကျသည့်အတိုင်းလှုပ်ဆောင်၏မပူရမလောင်ရမစားရအောင်မနာရအောင်ကြွေးမွေးထားပါလေနာကျင်ရင်ထနာ၏ ဘူဂျင်လျင်ထပူ၏ခန္ဓာကိုယ်ကြီးနာလာလျင်ဘူလာလျင်ကကျွန်တော်တို့သည် ခြေမကင်မိလက်မကင်မိနှင့်ဆရာဝန်ခေါ်ရဆေးရှာရဆေးတောက်ရသူ့လိုကြဓာတ်စာများကိုစားကြရ၏ကျွန်တော်တို့ထံတွင်ငွေရှိသည်မရှိသည်မသိကျွန်တော်တို့ဒုက္ခရောက်နေသည်မရောက်နေသည်ကို နားမလဲသူနာခြင်းလျင်အချိန်မရွေးနာတတ်၏သူစားလျင်အချိန်မရွေးစားတတ်၏ဤခန္ဓာဝန်ကိုရထားရသောဒုက္ခက ဒုက္ခဟုသမျှတွင်အကြီးဆုံးနှင့်အခြေကျဆုံးဒုက္ခဖြစ်၏ထိုမြဒုက္ခခံ၍ဖြည့်စည်းပေးနေပါသောလေခန္ဓာသည်ဘယ်တော့မှ အလိုပြည့်သည်ဟု၍မရှိ ထက်ကထက်ကလူနေဒီတာဖြစ်၏ကျွန်တော်တို့သည်ဤခန္ဓာကြီးကို နေညာမပြတ်စောင့်ရှောက်၍ထားရ၏နေညာမပြတ်ကြွေးမွေး၍ထားရ၏ဤခန္ဓာကြီးကုန်ရှိအောင်တည်ရရှိအောင် နေ့စဉ်လှုပ်ဆောင်နေရ၏ဤခန္ဓာသည်ကျွန်တော်တို့ကဘယ်လိုပင် အလိုလိုက်အကြိုက်ဆောင်ဆောင် တကယ်တော့သူက ကျွန်တော်တို့အလိုကိုမလိုက်သူဆရာကြီးများဖြစ်တော့ဇာတိစရာမရဏတို့၏အလိုကြောင့်တသွေမတိန်လှူဆောင်သူသာဖြစ်၏ဤခန္ဓာကြီးသည်ဘာတစ္ဆာရှိသနည်းဤခန္ဓာကြီးသည်ဘယ်မှာတစ္ဆာတရားကို သိတတ်ပါသနည်းဤခန္ဓာကြီးသည်ဘယ်မှာတမာတိရှိသနည်းသို့သောကျွန်တော်တို့ကတစ္ဆာမေ၍တမာတိကင်းသောဤခန္ဓာကိုယ်ကြီးမအိုရမနာရယုံနာမကဤခန္ဓာကြီးလှအောင်ပအောင်ခြေတား၍ပေးရ၏ ကျမ်းမာအောင်နေထိုင်၍ပြရ၏မတရားအောင်ပြုစုရသည်သို့တော်လေဒီခန္ဓာကိုယ်ကြီးကကျွန်တော်တို့အပေါ်တစ္ဆာမရှိဖြာတိဆရာကြီးကနာဆိုလျင်ကျွန်တော်တို့ကျွေးမွေးနေသည့်ခြားကပင် သူကဆရာကြီးစကားကိုနာခံ၍နာပြ၏ဇရာဆရာကြီးကမင်းအိုဆိုလျင်ဒီခန္ဓာကြီးကိုကျွန်တော်တို့သည်အမျိုးမျိုးပြုပြင်မုံမှန်ချေတနေသည့်ခြားကပင်ဆရာကြီးအလိုကြသူကအိုပြ၏ တေခြင်းတရားကိုကြောင်းလန့်လုံး၍ကျွန်တော်တို့မတေရအောင်ဘယ်လိုပင်လုပ်လို့မရဆရာကြီးကမင်းတေဟုဆိုလျင်ဒီခန္ဓာသည်အတိညာအလင်းပိတ်ကဆက်ချင်းတေပေးတတ်ပါ၏ဒီများလောက်တစ္ဆာမဲ့တော့ခန္ဓာကိုလှုပ်တွေးနေကြတော့ကျွန်တော်တို့တတွေ့သည်ညီမြမိုက်မဲကြပါသည်။ကျွန်တော်တို့သည်ဘုံမင်းရုံလိုသူများမဟုတ်ကြ။ကျွန်တော်တို့သည်နာကျင်ခံခဲနှိမ့်ဆက်မှုမှဂင်းလိုသူများသာဖြစ်၏။ကျွန်တော်တို့သည်မရဏတရားကိုအလင်းမလိုလား။ ို့ကြောင့်ကျွန်တော်တို့ဒီဤခန္ဓာကိုကျွန်တော်တို့ပဲပါအောင်အမျိုးမျိုးဖြောင်းပြရှိကိုတိုးရှိုးတောင်းပန်၍သူ့အလိုကတရံမလက် ဖြည့်ဆည်းပေးနေရပါတော့လေဤခန္ဓာအမိုက်ကောင်းကြီးဒီပိမ့်ပိမ့်မောင်ကြကနွားចောင်းသားဒီနွားတို့ကိုချိန်လုံးဖြင့်နွားချံတွင်သို့ဝင်ရန်မောင်းနှင်တကဲ့သို့သရတရားကပုံမင်းရင်ရောမှုရှိရာသရချံတွင်းတို့မောင်းနှင်နေသည်ကိုခန္ဓာကိုယ်ကြီးကလည်းတန်တန်မမတ်ဝင်နေပါ၏ တောင်ပေါ်မှာဒလဟောစီဆင်းလာတော့တောင်ကျချောင်းရည်သည်ရှေးသို့သာဒလဟောစီတကဲ့သို့ဤခန္ဓာသည်ကျွန်တော်တို့၏အလိုကိုစံကျင်၍စရာယစီချောင်းတွင်တည့်ရွတ်တရွတ်ပမာမျောလေးလိုက်ပါနေရ၏နနက်ခင်းတွင် ထပ်ပေါ်လာသော နေလုံးကြီးသည်နေဝင်ရအရက်သို့သာဥတီ၍ရှေးရှုသွားနေတကဲ့သို့ဤခန္ဓာကြီးသည်ကျွန်တော်တို့၏အလိုကိုစံကျင်ကပိုခြင်းတရားစီသို့သာ အစဉ်ရှေးရှု၍သွားနေပါ၏တောင်ထိပ်မှာပြုတ်ကျလိမ့်ဆင်းလာသော ကြောက်တုံးကြီးသည်တောင်အောက်သို့သာ အချိန်ပြင်းစွာဖြင့်လိမ့်စင်သွားပြီးတကယ်သို့ဤခန္ဓာသည်ကျွန်တော်တို့၏အလိုကို ဆန့်ကျင်ကဟိုခြင်းတရားစီသို့အစဉ်ရှိရှု၍လိမ့်စင်နေပါ၏။အောင်ငုံမိပါမည်လို့အမိရတဲ့ဝိတုထူလေးကိုလည်းဖတ်ပြပေးကြပါလေ။နာတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ဒီတစ္ဆာမဲ့သောဤခန္ဓာအကြောင်းကိုဓမင်းစာရင်ဆင်ခြင်စဉ်းစားနေစဉ်တွင်ကျွန်တော်နှင့်မျက်ဆောင်တို့တလွယ်ခုတ်လောက်စီမှအမျိုးသမီးတူဦးကိုသတိပြုလိုက်မိ၏။ တို့မျိုးသမီးကြီးဒီအတော်ကြီးပင်ပန်းရင်ရောနေတော့လေအိန္ဒြေရှိ၏ကျွန်တော်ကိုလည်းတစ်ချက်တစ်ချက်အိန္ဒြေရရပင်လှမ်းကြည့်နေပါ၏မျိုးသမီးကြီးကခပ်ဝဝညင်ပုံးဤညီကခပ်ပွားပွားအပြင်ဒီစဘက်ကြီးကိုပတ်ထားသည်ဖြင့်တကယ်မြမမိမကြီးတို့အတွင်ရှိပါ၏မျိုးသမီးကြီးဒီကျွန်တော်ကိုထပ်၍ကြည့်လိုက်ရင် သူဤလေးပင်သောခန္ဓာကြီးကို အာယူ၍ထားလိုက်ပါ၏ဒီမျိုးသမီးကြီးဘယ်ချိန်ကဓမင်းစားနေသည်ကိုကျွန်တော်တရိမမူလိုက်မီ ယခုတော့ထိုမျိုးသမီးကြီးကထမင်းစားပြီး၍လက်တုပ်နေ၏မျိုးသမီးကြီးသည်ဆိုင်မလက်တုပ်ဘဝနှင့်မတုပ်ပဲမိမိလက်ဆွဲခြင်းထဲမှလက်တုပ်ဘဝကိုထုတ်ကာအက်ကိုဖြစ်ဖြစ်စစ်စစ်တုပ်၏ထို့နောက်တုပ်ပြီးသားလက်တုပ်ဘဝကို၄တောင်ကြကြခောက်ကာသူ့ဆွဲခြင်းထဲသို့ပြန်ထည့်၏ထမင်းဆိုင်မလက်တုပ်ဘဝကလည်းပြောခဲ့သည့်အတိုင်းထုတ်ချင်စရာမရှိကျွန်တော်သည်ထိုမျိုးသမီးကြီးကိုထက်ကြည့်လိုက်၏ထိုမျိုးသမီးကြီးကလည်းကျွန်တော်ကိုထက်ကြည့်ပြန်သည် ထို့ကြောင့်ကျွန်တော်အသည့်များလေးမှလားဟုစဉ်းစားကြည့်မိ၏သို့သောဤကဲ့သို့သောပုံစံမျိုးကျွန်တော်၏အသည့်မိတ်ဆွေနီးစပ်ရာများတဲ့တွင်စဉ်းစား၍မရမျိုးသမီးကြီးသည်ကျွန်တော်ကိုဆက်ကြည့်နေရင်တောက်၏အနေငယ်ကိုကြိုင်ထဲမှဖန်ခွက်ထဲသို့လောင်းချထဲကတန်ကုန်ချင်းတောက်၏အင်းဒီလိုရေတောက်ပုံမျိုးတော့ငါတွေ့ဘူးလားပဲဟု ကျွန်တော်ထပ်၍စဉ်းစားလိုက်၏ တို့တော့ဤမျိုးသမီးကြီးဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာကိုတော့ကျွန်တော်ခေါင်းထဲတွင်ယခုတိုင်ပေါ်လာခြင်းမရှိမျိုးသမီးကြီးမှာခက်လန်းလန်းတွင်ရှိနေပြီးကျွန်တော်မှလည်းအဝေးကြီးမျက်မှန်ပါမလာသဖြင့်အမြင်မတဲ껙ပဲဘယ်သူဘယ်ဝါဆိုသည်ကိုခေါင်းထဲမှပေါ်မလာသည်လေဖြစ်နိုင်၏လက်တို့၍ရေတောက်ပြီးတော့အခါသူမျိုးသမီးသည်ကျွန်တော်ထံသို့ပင်အင်ဒရိယရလျှောက်လာ၏သူပဲလူမှားလားကျွန်တော်ပဲမမတ်မိတာလားတကူကူတော့တကူကူဖြစ်နိုင်၏ သူလူမားတာပို၍ဖြစ်နိုင်သည် သူလျှောက်လာစဉ်တခဏကျွန်တော်သည်ကျွန်တော်အုံနောက်ကိုအလုပ်ပြေးကထုံမျိုးသမီးကို အုံနောက်ထဲ၌ပြန်ရှာသေးသည် သို့သောအမျိုးသမီးကကျွန်တော်နာသို့ရောက်လာသည် ကျွန်တော်အုံနောက်ကပေါ်ထုတ်နိုင်စွမ်းမရှိထုံမျိုးသမီးသည်ကျွန်တော်စပွဲတွင်ပင်ကျွန်တော်နှင့်မျက်နှာချင်းဆိုင်၌အိန္ဒြေရရဝင်ထိုင်ပြီးမှကိုချစ်စံရှင်ပါရီကြည့်နေတာလေခုဆိုလိုက်၏အတန်ကြာမှကျွန်တော်သည် ကျမ်းမတယောက်လိုအမြဲစကားပြောတတ်သောအတန်ရှင်ကိုချက်ချင်းမှတ်မိလိုက်သည်ဟာမမျှဝေပါလားအေးဗျာကျွန်တော်လုံးဝကိုမမှတ်မိတာပဲအဲ့ဒါအမှန်ပါမမျှဝေကျွန်တော်မမှတ်မိတာကတော့ကျွန်တော်အဖြစ်လုံးဝမရှိပါဘူးမမျှဝေကဘယ်လိုမျှပြောင်းလဲသွားတာလဲဗျာမမျှဝေဟာကျွန်တော်မမှတ်မိတော့အောင်ရုပ်ပြောင်းသွားတာလို့အမှန်ပဲပြောရင်ကျွန်တော်ဒီမမျှဝေကိုတည်တည်ချာချာကြည့်ပြီးခမည်းဟာမမျှဝေဘလို့မှမဖြစ်နိုင်ဘူးဗျာဟုတ်ထမှန်ညင်းထုတ်ပြစ်လိုက်ရ၏ ဒီတော့ကျမကမမျှဝေမဟုတ်ရင်ဘယ်သူဖြစ်ရမှာလဲရှင်တကယ်တော့လွန်ခဲ့တဲ့အနှစ်30ကျော်ကမမျှဝေသည်ယခုမမျှဝေလို့မဟုတ်အရင်အနှစ်30ကျော်ကမမျှဝေကလှသည်ပိန်ပိန်ပါပါမျက်ခုံးမျက်လုံးကတမင်မမျက်လုံးမျိုးမမျှဝေဤမျက်လုံးထဲအပြုံးကပို၍လှ၏သူ၏လှုပ်ရှားမှုကငင်းငင်းတာတာရှိ၏ဆင်မရင်သာလိုလျှောက်တတ်၏အရင်အနှစ်30ကမမျှဝေကိုကျွန်တော်ဒီအနှစ်30လုံးလုံးဤတိုင်းထားခဲ့၏ လွန်ခဲ့သောအနှစ်30ကမမြဝေသည်ယခုထက်တိုင်ကျွန်တော်ကောင်းထဲတွင်ရှိနေသေး၏မမြဝေထံသွားလဲပါကအင်းရဆောင်ပေါ်ထက်မှဒီကားလက်တန်းကိုကင်ကဆင်းလာသည်ကို မောကြည့်ရင်မြင်ရသည့်မမြဝေ၏အလှသည်ယခုတိုင်ကျွန်တော်ရင်ထဲတွင် ရှိနေ၏ယခုကျွန်တော်တွေ့နေရသည့်အမျိုးသမီးကဝဝအိဇဘက်ကြီးနှင့်ဖြစ်သည် သူစရုံးတွင်လည်းပန်းလည်းမရှိတကယ်တော့မမြဝေသည့်ပန်းသေးသေးလေးတစ်ဝင်းကိုအမြဲပန်တတ်သည် ဘာပန်းမှမရှိလင်းပုံနိယိတ်ပန်းစုံမှအပွင့်လေးတစ်ပွင့်ပန်ထားတဲ့ဤပုံနိယိတ်ပန်းကိုပန်ပါကလေအနီရန်ပုံနိယိတ်ပန်းထဲထုံးကြောက်ရောင်ပုံနိယိတ်ပန်းလေးကိုမမြဝေကကြိုက်သည်မမြဝေကပပရှာရှာကျွန်တော်ထက်အသက်နှစ်နှစ်ခန့်ကြီးသူမှလေသူ့လှကရင်ယုံသားမကကျွန်တော်တို့နေဆက်ဆံရာတွင်သူကအိန္ဒြေနှင့်ဆက်ဆံသည့်အပြင်ဥပမာများသင်ကန်းစာများဖြင့်စကားကိုတစားစင်ကပြောတဲ့ဤတို့ကကျွန်တော်တို့ကထိုက်၍အထင်ကြီးရပြန်၏ အခုကျွန်တော်တွေ့ရတော့အမျိုးသမီးဤပါကြီးများကပြုတ်ကြတော့မလားပစုံကြီးများထွက်နေ၍မျက်ခုံများကဖောင်းနေပြီမျက်ပေါက်ကြီးကျင်းနေ၏သပင်များကလည်းအနှစ်နှစ်အဖြူမျှနေသည်၆တွေ့နေသောနှကံတောက်ပခြင်းမရှိသောမျက်လုံးလက်ပခြင်းမရှိတော့သည်ကိုဟန်အနေထားများနှင့်ဤမျိုးသမီးသည်အပေမာလျင်မမျှဝေဖြစ်နိုင်ပါမည်နီသို့တော်လေတခုတော့ရှိ၏ယခင်ကမမျှဝေနှင့်တွေ့ဘူးသောလူတိုင်းကအမှတ်တရပြောဆိုရသော ဝဲဘက်မေးပြအတက်စီကမှဲ့လေးကိုတော့ဒီခုမျိုးသမီးကြီးထန်တွင်လဲတွေ့နေရပါ၏တိုးတန်အောင်ဒီခုတွေ့နေရသောမှဲ့ကမှဲ့ကြောက်ကြီးဖြစ်၍ယခင်ကမမြဝေ၏မေးပြမှမှဲ့ကလေးကမဟုရသားကြနေတော့တပသည်မှဲ့လေးဖြစ်သည်ကျွန်တော်သည်ကျွန်တော်ရှိတွင်အိန္ဒြေယယထိုင်နေသောမျိုးသမီးကြီးကိုတည်တည်ချာချာကြည့်ရ၏တပြင်းတစ်ချက်မဟုတ်ထုတ်ကဘယ်လိုများဖြစ်ရတာလဲမမြဝေရဲ့ကျွန်တော်မမြဝေကိုတတိယပါတယ် ဒါပေမဲ့အခုလိုနေရာမှာအခုလို တွေ့ရလိမ့်မယ်လို့တခါမှမျောလင့်မထားပါဘူးဗျာဟုပြောလိုက်မိရှင်ကဘယ်လိုမျောလင့်ထားလို့လဲကိုချစ်ဆန်မမြဝေက သူ့ချင်းတော်ကိုသူ့ပေါင်ပေါ်တွင်ပွေကင်လိုက်ရင်ကျွန်တော်ကိုကြည်ကပြောလိုက်ပါ၏ဘယ်လိုမျောလင့်ရမှာလဲမမြဝေဟုတ်အရင်အနည်း30ကအတိုင်းမျောလင့်ထားတာပေါ့ကျွန်တော်ခန်းကိုယ်ခန်းနေမမြဝေစီလာပို့တဲ့အခါမှာမမြဝေဆင်းယူတဲ့အတိုင်းမျောလင့်ထားတာပေါ့ဗျာရှင်ရောကိုသိန်းလွင်ရောဟာအမြဲတမ်းစိတ်ကူးရင်ကြတယ် ခုလဲရှင်တို့ဟာရှင်တို့ရှိတဲ့မိန်းကလေးတယောက်ကိုနှုံးခဲ့တဲ့အနှစ်30ကအတိုင်းမပြောင်းမလဲထားခဲ့ကြတယ်။ဘယ်ရပါမလဲ။အနှစ်30ဆိုတာနည်းတဲ့ကာလလာကိုချစ်စမ်း။အနှစ်30အတွင်းလူတွေရောနိုင်ငံရောကဘာကြီးပါအမျိုးမျိုးပြောင်းလဲခဲ့တာပဲ။ရှင်တို့ကျမတို့အားလုံးချွေးရင်ချက်မရှိယုံကြည်ခဲ့တဲ့စနစ်တစ်ခုတောင်ဒီနေ့ပြန်ပြီးပြုပြင်နေရပြီမဟုတ်လား။ရှင်တို့ကမိန်းကလေးတယောက်ကိုရှင်တို့စိတ်ထဲမှာထားတဲ့အတိုင်းအပြင်မှာအမြဲရှိရမယ်လို့ဒီလိုတရေတရေတွတ်ထားလို့ဘယ်ရပါမလဲ ဘယ်ဖြစ်ပါမလဲရှင်တို့နှစ်သက်တဲ့မိန်းကလေးတူဦးကိုရှင်တို့ရဲ့စိတ်ထဲမှာတီတိုင်းထားယုံနဲ့သင်္ခါရဆက်ကွင်းကတီတိုင်းရက်ဆောင်နေမတဲ့လားကိုချစ်ဆန်းသင်္ခါရဆက်ကွင်းကဘယ်လို့ကင်းပါမလဲကျမကမမျှဝေပါ ရှင်လည်းလက်ခံပြီးသားပါဒါပေမဲ့ရှင်ဟာအခုထက်တိကျမကိုမကြည့်ဝင်သေးဘူးမဟုတ်လားရှင်တို့ကကျမကိုလွန်ခဲ့တဲ့အနှစ်30ကအတိုင်းတွေ့ကျင်နေဒါပေမဲ့ဇရာတရားကဒီအတိုင်းဘသူ့ကိုထားခဲ့လို့လဲကျမကိုထားပါတော့ရှင်ကိုရှင်လည်းရှင်ပြန်ကြည့်အောင်လေး ရှင်ကငရုတ်သိမ့်မပြောင်းဘူးဆိုပေမဲ့ရှင်ကရောခိုင်းကိုပန်းနေပွေပြီးအင်းရဆောင်နဲ့ဝင်လာတဲ့ကိုချစ်ဆန်ဟုတ်သေးလို့လားတပင်းနေဖြူမျက်ရည်တွေကြားနဲ့ဇရာတရားကရှင်တို့ကိုဝါးမြုံနေတာပဲမဟုတ်လားရှင်ဘွားကတတောင်တတာရှိလာပေမဲ့ကျမဘွားကကျမခင်ပွန်ဆုံးပြီးတဲ့နောက်သမီးလေးတစ်ယောက်နဲ့ဖြစ်လာရတဲ့ဘွားကိုမင်းနေကြီးရုံးကန်ခဲ့ရတယ်နောက်ပြီးကျမမကပေရိုယောဂာနဲ့နှလုံးယောဂာရှိနေတဲ့ကိုချစ်ဆန်ဒီလိုဘွားကိုရုံးကန်နေရတဲ့ယောဂာတဲ့မိမတစ်ယောက်ကလွန်ခဲ့တဲ့အနှစ်30ကအတိုင်း ဘယ်ရှိပါမလဲရှင်။မမြဝေက သူ့စကားများကိုအေးအေးဆေးဆေးနဲ့တလုံးချင်းပြောပါ၏။အေးဗျာကျွန်တော်မှားပါတယ်။ကျွန်တော်ကဒီတမနှလုံးဇရာတရားကိုပဲအထက်ထက်ဆင်ခြင်လာတာ။ကျွန်တော်ဆင်ခြင်ခဲ့တဲ့ဇရာတရားထဲမှာမမြဝေမပါဘူး။ဇရာတရားကတတလောကကြီးကိုဘယ်လိုပဲနှိမ့်ဆက်နှိမ့်ဆက်အဲ့ဒီနှိမ့်ဆက်တဲ့အထဲမှာမမြဝေကိုကျွန်တော်မထည့်ခဲ့မိတာအမှန်ပဲ။ကျွန်တော်စိတ်ထဲမှာကမမြဝေဟာလွန်ခဲ့တဲ့အနှစ်30လောက်ကအတိုင်း ဒီလိုမှမဟုတ်ရင်လွန်ခဲ့တဲ့အနှစ်30လောက်ကလှယုံလေးထက်နည်းနည်းရင်းနေမှလောက်ပဲရှိမယ်လို့စိတ်ကူးထားတာပေါ့ဗျာတကယ်တော့ဇရာတရားဆိုတာကဘသူကမှချမ်းသာမပြည့်တဲ့တရားပဲဇရာတရားဟာအတော်ရက်ဆက်ပြီးနှုနယ်မှုငယ်ရွယ်မှုအလားပါဟုသမျှကိုဝါမျိုးတဲ့အရာကြီးပဲမမြဝေဟုတ်ပါတယ်ကိုချစ်စံဘာပဲဖြစ်ဖြစ်ရှင်နဲ့တွေ့ရတာကျမဝမ်းသာပါတယ်ကျမကအခုအနောက်ဘုံတော်တို့ရဲ့ရောမင်းကြီးအောင်အနောက်ဘက်မှာနေပါတယ်အဲ့ဒီဘက်ရောက်ရင်ဆက်ဆက်ဝင်ခဲ့ပါဦး အခုကျမတာငူကပြန်လာလားလေယထာနောက်ကြလို့အိမ်ရောက်မှချက်စားရင်လေ3နာရီ4နာရီလောက်မှစားရမှာမို့ဒီဆိုင်မှာထမင်းဝင်စားတာရှင်းနေတွေ့ရတာကျမအယံဝမ်းတာပါလေရှင်ကိုသိန်းလွင်ကြီးကိုလည်းတတိယလေလို့ပြောပါသူကမင်းဒီဟာဆိုပြီးဇန်ညွန်းနေရေးရုပ်ရှင်တွေရိုက်နေတယ်ဆိုရှင်းစားရေးနေတာလေဘကုတ်ကအတင်ငယ်ချင်းတွေပြောလို့ကျမသိပါတယ်ရှင်းလို့တင်ငယ်ချင်းနှစ်ယောက်ကတော့ဝါသနာတူစိတ်တူကြီးလာတော့လေလုပ်ငန်းချင်းလေတူရှင်းတို့ကုသိုလ်ကောင်းကြပါလေကဲကျမသွားမယ်ကျမအိမ်လေလာဖြစ်အောင်လာပါ ်ငယ်ချင်းနေနဲ့တွေ့ရင်လည်းကျမနဲ့တွေ့ရတဲ့အကြောင်းအားလုံးကိုသတိရတဲ့အကြောင်းပြောပြပါရှင်။ရှင့်အိမ်လာတော့မှပဲစကားအေးအေးဆေးဆေးပြောကြတာပေါ့။ကျမအိမ်ကမေးရတာလွယ်ပါလေ။ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်30ကမမျှဝေးလို့တော့စိတ်ထဲမှာမှန်းပြီးတော့မရှာနဲ့ပေါ့။အဲ့ဒီလိုရှာရင်တော့ဘယ်တော့မှတွေ့မှာမဟုတ်တော့ဘူး။အဲ့ဒီမမျှဝေးကမရှိတော့ဘူးရှင့်။ကဲကျမသွားမယ်ကိုချစ်စံ။ခုဆိုကမမြဝေဒီပြောပြောဆိုဆိုနဲ့ဆွဲချင်းကိုပြင်၍နှုတ်ဆက်ကထွက်သွားပါ၏ ကျွန်တော်ဒီလေပါဇက်အဟောင်းသားနဲ့ထွက်သွားတော့မမြဝေကိုကြည့်ကကြံရစ်ခဲ့ဤပထမတော့မမြဝေနဲ့လိုက်သွားရရင် ကောင်းမလားဟုခြေလန်းပြင်လိုက်မိသေးဤတုံးခဲ့တော့အနှစ်30ကမှယခုလိုအခင်ရေးမျိုးကရခဲ့ဤသို့တော့ဓမင်းစားလက်စားဖြင့်ကျွန်တော်ဒီမမြဝေနောက်တော့မလိုက်ဖြစ်ယခုမမြဝေပုံကအိုက်ချင်စရာလည်းမရှိတော့ကျွန်တော်တို့ခေကျွန်တော်တို့အခါကမမြဝေဆိုဒီကတက်ကတူကြီးအလှပြင်မှတပါး မမြဝေလိုက်လာတော့ပျော်ဝဲစားများတွင်အချောလာရွေးချယ်ပြီးအစုချရာတွင်ရွေးချယ်သူတို့အတွက်ဘာမျှအခက်အခဲမရှိတဲ့အဘယ်ကြောင့်ဆိုတော့မမြဝေပါလာပါကမမြဝေမှတပါအချာရွေးရန်မရှိ အလားပါတွင်မမြဝေကဤမျှနံမည်ကြီးဤသူဇာတိကတောင်းကိုကျွန်တော်ကပကိုးသားရန်ကုန်တက္ကသိုလ်တွင်တွေ့ခဲ့ကြ၏သူစဉ်ကတော့မမြဝေသည်ကျွန်တော်တို့အတွက်ကိုးကွယ်ရအလှမင်းသမီးဖြစ်ခဲ့၏ယခုတော့မမြဝေရုပ်ရည်ကအမမိနိုင်လောက်အောင် ုံပြက်ပန်းပြက်ဖြစ်နေသည်တကယ်လဲကျွန်တော်တို့တွေဒီမမြဝေအကြောင်းပြောကြလေလုံခဲ့သောအနှစ်30ကအတိုင်းရှုမြင်၍ပြောနေကြဆဲဖြစ်၏သို့သောအနှစ်30အတွင်မမြဝေဤအလှကမမိစရာမရှိလောက်အောင်ပြောင်းလဲသွားခဲ့၏ဆရာဦးသိန်းဖေမင်းကအနဝခီးနှင့်ပလဲဒေဝီစာအုပ်တွင်မောင်တန့်စင်လေးကပလဲဒေဝီကိုသူ့ထံမှထွက်သွားခြင်းကအတိုင်းထင်မှတ်လွမ်းဆိုနေခဲ့၏ အောင်တန်းစင်လေးသည်ပလဲဒေဝီကိုမိမိထံမှထွက်သွားခြင်းကထက်ပို၍ပင်တွက်ထားခဲ့သည်၏သို့သောလက်တွေ့တွင်ပလဲဒေဝီကိုပြန်တွေ့သောအခါကျောင်းဆရာဦးစောရွှေထူ၏ဇနီးကလေးတယောက်အမေဖြင့်ပြန်တွေ့ရသောအခါအောင်တန်းစင်လေးသည်ထိုနေရာမှတင်မောပေါ်သို့ထွက်ပြေးလေတော့၏သရတရားသည်နှောက်တော်သူကိုမှ ပို၍ပင်နှိပ်စက်တတ်သောသဘောရှိလေသလားမသိအလှကြက်၍အလှတရားကိုသရတရားကဝါမျိုးလိုလျင်ဝါမျိုးလိုက်ဆန်းပါ ို့သောမမြဝေပေါ်တွင်ကဤမြအညှို့ထား၍မတရားရက်ဆက်မှုကိုတော့မပြုအပ်သရတရားသည်ယခုတော့အလွန်လှပရင်ကျေးသောမမြဝေ မိမဘဝကြီးတူယောဂသည်မိမကြီးတူအဖြစ်ပုံစိုးပန်းစိုးဖြစ်အောင်ပြုစားထားပါ၏မမြဝေကိုယ်တိုင်ကလည်းယခုတော့တရားစကားတွေဘယ်လိုပင်ပြောနေပြောနေသူကိုယ်တိုင်ဒီလေတစ်ချိန်တွင်အခုလိုမိမကြီးတူအဖြစ်တို့ရောက်ရှိလာလိမ့်မည်ဟု ူကိုယ်သူဘယ်တော့မှမျောလင်းမိမထားဒီမှာတေချာလှပါ၏လုံခဲ့သောနှစ်30ကမမြဝေအားယခုသူ့ပုံကိုပြကတင်းဒီနောက်နှစ်30တွင်ယခုကဲ့သို့ရှိမည်မှာတေချာ၏ဟုတရားမင်းကဆင်ပြောသည့်တိုင်ကျွန်တော်တို့ကလည်းလက်ခံမည်မဟုတ်မမြဝေကိုယ်တိုင်ကလည်းဘယ်လိုမှယုံကြည်မည်မဟုတ်ပဲငင်းဆန်မည်မှာတေချာ၏အခုတော့မမြဝေက ကြည်ရစရာငင်းရစရာမရှိဆရာမကြီးတော်ကြီးချင်းပြောခဲ့ပူသည့်စကားကို ျွန်တော်ပြန်၍တရိယာလိုက်မိ၏ဆရာမကြီးအသက်သည်80ကျော်ပြီဖြစ်၏ဆရာမကြီးကကျွန်တော်ထံရေးသားပြဖို့သောစာတစ်စောင်တွင်ဆရာမကြီးကိုယ်တိုင်ကြုံတွေ့ရသည့်ဇာအိတဘောကိုအလေးထား၍ရေးသားပြဖို့ခဲ့၏ဆရာမကြီးကကျွန်မရဲ့အသက်သည်80က၄နှစ်စွန်းက80အတွင်းသို့တက်ဆင်းနေပါပြီဒီအချိန်ကတော့ဘဝ၏ညနေစည်းစအချိန်ပါပဲ ကဘာဤညနေစည်းစားတွင် ကျမသည်ဘဝဤအလှတရားကိုရှာဖွေ၍ကြည်မြည်၏ရှာဖွေကြည်မြည်တော့အကြည့်တန်အယုတ်ဆိုးမှုတွေကရှာဖွေရမည်မလို့မမြင်ခြင်းမှအဆုံးပေါ်လွင်လို့နေပါသည်မလွဲမချောင်သာမှန်ကြည့်လိုက်လျင်ဦးဆက်ဦးပြောင်များကတမျက်နှာလုံးမှမလက်ပေရင်နေရင်များတွန့်လျက်သပင်ကအဖြူခံ၍အနက်ကပြောက်ကြဟိုအနှစ်60လောက်ကအများ ကျမကိုနေအသက်80ကျော်လင်းနေရုပ်ကဤတို့ဒီဟုဆိုကယခုကျမဘုံကိုလာပြမည်ဆိုပါက ကျမအော်ရွင့်ကိုမိမိဖြစ်ပါ၏ဟုရေးသားခဲ့ပါ၏မမြဝေကရော သူဤပြောင်းလဲလာသောရုပ်ရည်အတွက်ကြေး၍ဘယ်နှကြိမ်ကို ပြီးခဲ့လေပြီမသိသို့သောမမြဝေဤဆုံချုံရောပါကုန်သောအလားတရားများအတွက် ကျွန်တော်နှမျိုးတားတလျက်ရှိပါ၏ ဒီကနေ့ဖျက်ပြခဲ့တဲ့ဝိတုတို့လေးကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပြခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာချင်းသူညီကောင်မောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ